အခုကတော့ဗျာကျွန်တော်အင်္ဂါတိုက်ဖွားအကြောင်းလေးတွေပြောပေးခြင်းတယ်အဲ့တော့အင်္ဂါတိုက်ဖွားတွေကကျွန်တော်တို့အစဉ်ပြေတဲ့လူတွေကောင်းတဲ့လူတွေဖြစ်လာဘလို့မျိုးလေးတွေဘွားအတွေ့အကြုံရှိလဲအဲ့တော့ကျွန်တော်ရက်ရွေးတဲ့ဗတဲမှာအင်္ဂါတိုက်ဖွားတွေအများကြီးရွေးပေးခဲ့တဲ့လူတွေရှိတယ်ဟိုကျွန်တော်လည်းသဘောကျလို့ပေါ့အင်္ဂါတိုက်ဖွားတွေကိုဘာလို့ကျွန်တော်ဘီဒင်တင်ယူနေတဲ့ကျွန်တော်ဘီဒင်လေးလာခွင့်ရတဲ့အဲဆရာတွေတော်တော်များများကအင်္ဂါတိုက်ဖွားတွေဗျအဲ့တော့ကိုလေးစားရတဲ့လူမျိုးတွေ ကအင်္ဂါတိုက်ဖွားတွေဖြစ်နေတာတွေ့ရတယ်အခုကျွန်တော်သုံးနေတဲ့ဘီရင်ဆော့ဝဲဆွဲပြီးတဲ့လူတွေဆိုလဲဒါအင်္ဂါတိုက်ဖွားတွေပေါ့နော်အဲ့တော့ကျွန်တော်ကအင်္ဂါတိုက်ဖွားတွေကိုငငယ်လေးတွေကစူးစမ်းကြည့်တယ်ပေါ့ပညာစတင်တဲ့ရွယ်လောက်ထဲကဘာလို့သူတို့တွေကပိုတော်နေကြတာလဲတော်တဲ့လမ်းကြောင်းပေါ်ရှောက်နေလို့တော့မဟုတ်ဘူးသူတို့ကိုယ်တိုင်ရောတခုခုအစအဆုံးသိနိုင်စွမ်းရှိတဲ့အရေးအချင်းတခုခုအနုစိတ်သိနိုင်စွမ်းရှိတဲ့အရေးအချင်း တခုခုကိုအရေးပြလို့အကောင်မြင်တဲ့အရေးချင်းတိတ်ရှိကြတယ်အင်္ဂါတိုက်ဖွားတွေကအခုရောက်တဲ့ level ပေါ့အခုဘီရင် level မှာဆိုလဲဘီရင်နဲ့ပတ်သက်ရင် level တခုမှာတော့အနှံ့ဆက်ဆုံးတည်တဲ့လူတွေဖြစ်နေသလိုထားပါတော့ဆက်ပြင်ပတ်မှာဆိုလဲဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးပြင်ဆင်တဲ့အပိုင်းမှာသူ့ဘယ်သူမှမမီလောက်တဲ့အထိသူတို့ကတော်တယ်နီးပညာနဲ့ပတ်သက်ပြီး ID နဲ့ပတ်သက်ပြီးထားပါတော့ဆက်ပြင်နေတို့နော်ဟိုဟာ network engineering တို့ကျွန်တော်တို့ ဟက်ကင်းတို့စသဖြင့် ID နဲ့ပတ်သက်ပြီး programming တို့လုပ်ကြတဲ့အပိုင်းမှာလဲသူတို့က level အတိအကျမှာစိတ်နဲ့လိုက်ပြီးဆိုသူများတွေတဲ့ပိုကောင်းတဲ့လူတွေဖြစ်တယ်အဲဒါအပြင် graphic designer တို့ပကြီးဆရာတို့ဖြစ်မယ်ဆိုလဲသူတို့ဆွဲလိုက်တဲ့ design တွေပကြီးတွေကသူများနဲ့မတူဘဲနဲ့ရင်ထဲမှာတရားရဂိုင်းတော့နှစ်ပြီးဆွဲထားတဲ့လူတွေဖြစ်ကြတယ်ဒါကြောင့်ပဲကျွန်တော်အင်္ဂါတိုက်ဖွားတွေကိုအဲ့ဒီအချက်ကိုအကြိုက်ဆုံးပါအဲဒုတိယအကြိုက်ဆုံးအချက်ကအင်္ဂါတိုက်ဖွားတွေကဘာလဲဆိုတော့ကံကြမ္မာသူများတွေလို့ မဟုတ်ဘဲနဲ့တော့ဖြည်း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 ချင်းတက်တာပေါ့နော်ဖြည်းဖြည်းချင်းကန်လေးကန်ကဖြည်းဖြည်းနဲ့တက်လာတာငယ်ရွယ်စဉ်နေအဆင်ပြေချင်မှပြင်မယ်ဒါမှမဟုတ်ငယ်ရွယ်စဉ်အဆင်ပြေရင်ပြေခဲ့မယ်ဒုတိယရွယ်လေးမှာလည်းညံ့သွားပြီးလှိုင်းနေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ဘဝရဲ့ဒုတိယအရွယ်တာတာကျွန်တော်တို့ကဟိုဒီဘက်ခက်ကတော့အသက်တန်းတွေကတူလာကြရေပေါ့ဗျဘဝရဲ့ဒုတိယအရွယ်တာတာဆိုအသက်35 36လောက်ကစပြီသူတို့တွေရဲ့ဘဝက တို့ရဲ့အတွေ့အကြုံတို့ရဲ့ရင်းချက်မှုနဲ့မူတည်ပြီးတော့အောင်မြင်မှုကိုထိန်းထားနိုင်တဲ့နေရာမှာရည်ရှိသွားတယ်။ဒါကြောင့်ပဲအင်္ဂါသားသမီးတွေကလမ်းကြောင်းမှန်ပေါ်မရောက်သေးလို့ဝေးလေးအားလေးဖြစ်နေတယ်။အင်္ဂါတိုက်ဖွားတွေကလမ်းကြောင်းမှန်ပေါ်မရောက်သေးလို့အလုပ်တွေအမျိုးမျိုးပြောင်းနေရတယ်။အင်္ဂါတိုက်ဖွားတွေကလမ်းကြောင်းမှန်ပေါ်မရောက်သေးလို့အခြားသူရဲ့လောင်းရိပ်မှာနေနေရတဲ့အချိန်တွေအတိုင်းအတာတစ်ခုရှိရင်ရှိမယ်။အချိန်တစ်ခုကြာသွားတယ်ဆိုရင်တို့က level တစ်ခုမှာနေရာတစ်ခုရပြီးတော့ ူ့လမ်းကြောင်းပေါ်သူရောက်သွားတာမှန်တယ်ဆိုရင်အထုတ်ထိတ်ကိုရောက်သွားတယ်အဲ့တော့မအောင်မြင်တဲ့အင်္ဂါတိုက်ဖွားတွေအစင်မပြေတဲ့အင်္ဂါတိုက်ဖွားတွေဆိုရင်တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါအမှန်တိုင်းပြောတာသူတို့ကကိုယ်လမ်းကြောင်းပေါ်ကိုထိတိမိမိမချိတ်ဆက်တာရဲ့အပြင်းထူနေတာရဲ့တခုဆိုရင်လှုပ်ချင်ကန်ချင်စိရော့နေကြတဲ့လူတွေမှသာဒီလိုလူတွေကမအောင်မမြင်ဖြစ်ကြတာများတယ်အဲ့တော့ကိုရှောက်အောင်မဲ့လမ်းကိုကိုမြင်သွားတာနဲ့အဲ့ဒီလမ်းကိုတွေးဖီပြီးဘယ်သူမှမလျှောက်တော့ဘူး အောင်မြောင်လို့တယ်အောင်မြောင်လို့တယ်အထောက်ပါတော့ဗျာလက်ဝိတ်နယ်ပယ်ကငါးနယ်ပယ်ငါးအတွက်အဆင်ပြေတဲ့နယ်ပယ်ဖြစ်သွားအဲ့လက်ဝိတ်နယ်ပယ်မှာချန်ပီယံဆိုတဲ့နေရာမျိုးရွှေကပတ်ရတဲ့အနေအထားမျိုးဖြစ်အောင်ထီသူတို့ကလုပ်ကြတယ်ဒီနယ်ပယ်မှာလည်းဆက်လက်နာမည်ထိန်းထားပြီးတော့အသက်ကြီးွားလို့လက်ဝိတ်ထိုးလို့မရဘူးဆိုရင်တော့နီးပြလို့မျိုးဒီလိုမျိုးတွေနဲ့တော့အောင်မြင်မှုကိုတည်တန့်သွားအောင်လုပ်နိုင်တဲ့အစွမ်းအစားရှိတယ်ဒါလေးတွေကိုကျွန်တော်ကသဘောကျတယ်ဗောနောသဘောမကျတဲ့အချက်ကသူတို့ရဲ့ဘဝ အနေထားမွေးရမြေနဲ့အဝေးမှာပဲနေရတာများတာဖြစ်တဲ့အတွက်မွေးရဇာတိလေးနဲ့ပတ်သက်ရင်တော့လွမ်းစရာလေးတွေအများရှိနေကြတယ်သူမျိုးတွေဇာတိမှာအခြေချရတဲ့လူကကျွန်တော်တွေ့ရသလောက်ဆို6ယောက်မှာတယောက်လောက်တွေ့ရတယ်6ယောက်တယောက်နှုံတွေ့တာကိုကျွန်တော်သူ့တင်သားမှာ6ယောက်တယောက်ကကိုဇာတိမျိုးကိုမွေးတဲ့နေရာမှာပဲနေရတယ်အဲ6ယောက်မှာ9ယောက်လောက်ကမွေးရဇာတိအဝေးရောက်နေတာရန်ကုန်မှာမွေးပြီးတော့တောင်ကြီးမှာသွားနေဖြစ်တာ နော်အထက်ပိုင်းမှာမြောက်ပြီးအထက်ပိုင်းမှာနေပြီးတော့မြောက်ပြီးအောက်ပိုင်းမှာလာပြီးအခြေချတာမြန်မာနိုင်ငံမှာနေပြီးတော့မွေးပြီးတော့နိုင်ငံခြားမှာသွားရောက်နေပြတ်တာမျိုးတွေဒီလိုမျိုးတွေကအစအများကြီးတွေ့ရတာဖြစ်တဲ့အတွက်မွေးရမြေဆိုတာနဲ့အဝေးမှာကျွန်တော်တို့နေထိုင်ကြတဲ့လူမျိုးတွေဖြစ်တယ်ပေါ့အဲဒီနေရာမှာတခုတတိပေးလို့တော့အချို့ကြတော့နိုင်ငံသားခံယူလိုက်တယ်အခြားနိုင်ငံသားခံယူလိုက်တယ်ဆိုလူတွေရှိတယ်အဲ့လိုလူတွေကိုတော့နည်းနည်းတတိထားစေချင်တယ်ဘာလို့အသက်ကြီးပိုင်းရောက်လာလို့အသက်အားဖြင့်60ကျော် 80ရောက်လာပြီဆိုရင်လေမွေးရမြေမှာပြန်နေခြင်းတဲ့စိတ်ကဘလို့မှတားမရစီးမရဖြစ်ကြတာကိုလည်းကျွန်တော်အင်္ဂါတိုက်ဖွားတွေမှာတွေ့ရလေရှိတယ်။ဒါကြောင့်ပဲတစ်ချိန်ချိန်မှာမွေးရမြေမှာခေါင်းပြန်ချခြင်းတဲ့လူမျိုးတွေကိုကအဆင်ပြေနေလို့ဒီမှာပဲနိုင်ငံသားခံဝင်လိုက်မယ်ဆိုတွေးပြီးသွားမှာအသက်ကြီးပိုင်းလဲကြောက်မွေးရမြေကိုပြန်ခြင်းတဲ့စိတ်ကတားမရစီးမရတွေဖြစ်လာတတ်တာမျိုးလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်ဒါကြောင့်ဖြစ်နိုင်တယ်ဆိုရင်တော့အချို့နေရာတွေမှာသူများနိုင်ငံမှာလောက်တာလောက်နိုင်ငံသားခံယူတော့မယ်ဆိုရင်တော့တစ်ချက် အသက်ကြီးပိုင်းကပြန်နေခြင်းစိတ်ရှိသေးလားဆိုကိုကိုပြန်မေးဖို့လိုပါတယ်အဲ့တော့အင်္ဂါတိုက်ပွားတွေကကျွန်တော်တို့ကြိုက်တဲ့အချက်တွေထဲမှာအများပြားရှိတယ်အားနဲ့ချက်တွေကအင်္ဂါတောက်ကြနဲ့ပတ်ခမိလို့ပဲလားမသိဘူးစိတ်တူကိုယ်တူမဟုတ်ရင်ဘယ်သူနဲ့မှအရင်ကြီးမပေါင်းကျင်ဘူးအရွယ်တစ်ခုရောက်လာတယ်ဆိုရင်လက်တွဲတဲ့တငယ်ချင်း မိတ်ဆွေ ဟိုအနိကက်နေတဲ့လူကနဲနဲလာတယ်ဗောနော်အဲ့ဒါကိုယ့်ရဲ့ပုံစံကိုသဘောကျတဲ့လူစိုက်နှစ်တက်တဲ့လူနဲလာတယ်လို့ကိုကလည်းအခြားလူတွေရဲ့ပုံစံကိုသဘောကျတဲ့စိုက်နှစ်တက်တဲ့ပုံစံနဲလာပြီးကိုနဲ့စိတ်သူသဘောသူဖြစ်တဲ့လက်ချိုးရည်လို့ရတဲ့အပေါင်းအသင်းမိတ်ဆွေလောက်တာရှိကြတာမျိုးလဲကျွန်တော်တို့တွေ့ရတယ်လူလူတွေအပေါင်းအသင်းနဲသွားတယ်ဗောဗျာအရွယ်တစ်ခုရောက်ရင်ငယ်ရွယ်စင်ကတော့အပေါင်းအသင်းများအရွယ်တစ်ခုရောက်ရင်ကိုနဲ့မတိုက်ဆိုင်တဲ့လူတွေကိုရည်ပြပြုံးပြရတာအစမလို့ချင်တော့တဲ့လူတွေ ဘယ်သူနဲ့မှအကိုနဲ့စိတ်ထားခြင်းအယူဆခြင်းမတူတယ်ဆိုရင်ပြောခြင်းစိတ်မရှိတော့တာမျိုးတွေဒီလိုမျိုးတွေဖြစ်လာတတ်တယ်ဟာတယ်ပြီးတော့တောက်ကြဂျိုနဲ့ပဲပတ်ခမိလို့လားမသိဘူးတောက်ကြဂျိုကစူဆောင်းတဲ့ဂျိုမဟုတ်လို့ပဲလားမသိဘူးအချို့နေရာတွေမှာအဲကက်စီနဲတယ်ချွေတာတယ်လောက်ရမဲ့ဟာတွေကိုမလုတ်တဲ့ဟာမျိုးတွေကျွန်တော်တို့တွေ့ရတယ်အဲအဲ့နေရာမှာအောင်မြင်သိရတာလည်းမအောင်ဘူးထားပါတော့လုပ်ငန်းတားကြီးနေပြီချဲ့တဲ့အချိန်မှာမချဲ့လိုက်တာမျိုးတွေဒါလေးတွေသတိထားဖို့လိုတယ် လုပ်ငန်းဒီလမ်းကြောင်းပေးနေပြီးဝန်ထမ်းတွေခေါ်ရတော့မယ်ခေါ်ရမယ့်ကိစ္စကဝန်ထမ်းကဘလောက်ပေးရမှာတွေးပြီးတော့လုပ်ငန်းကြီးတဲ့လောက်မကြီးလာတာမျိုးတွေအဲ့တော့အဲ့ဒီအချက်လေးတွေသတိထားဖို့လိုတယ်အချို့နေရာတွေမှာလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ဒါပေါ်တော့အခုကျွန်တော်တို့ဆိုရင်ဒါကင်မရာတွေလိုတယ်ကွန်ပျူတာတွေလိုတယ်အဲပြင်သွားရင်ဟောဖို့အတွက်တက်ဘလက်တွေလိုတယ်အဲ့လိုဝယ်ရမယ့်ကိစ္စတွေလုပ်ငန်းအရှိန်မြင့်လာတယ်သူတို့တွေကမဝယ်ကြတာမျိုးတွေ ကြီးတဲ့လောက်လုပ်ငန်းမကြီးလာတာကိုကိုရန်ကက်စီနေတာအချုပ်ညာရီမှာချွေတာတာအတံပိုးကြီးကြီးတွေစားတော့မှာကြောက်တာအာဆေးဆင်းပတ်စံကုံမှာကြောက်တာစသဖြင့်ဒီလိုမျိုးတွေလည်းအများအပြားတွေ့ရတယ်ဒီအချက်လေးတွေလည်းကိုယ့်အကိုစင်ကြင်ပေါ့မကောင်းတာတော့မဟုတ်ဘူးအဲ့တော့ကျမအိမ်နဲ့ပတ်သက်ရင်ဒီလိုဇာတာရှင်တွေကအားနဲ့ချက်အနှင်းငယ်ရှိကြပါတယ်အဲ့တော့ကိုလက်လှူရှာမှုများများလုပ်မယ်အဝမလုံအောင်နေမယ်အချိုနဲ့အစီအစိတ်ကိုရှော့စားမယ်ဆိုရင်တော့ကျမကြီးကောင်းကြတာများပါတယ် အဲ့လိုမှမဟုတ်ရင်ဒီဇာတာရှင်တွေကတခုခုစိတ်ပါသွားပြီဆိုရင်စိတ်နဲ့ပဲအဲ့ဒီတဲမှာတထိုင်တထိုင်နဲ့နဲ့ထိုင်လောက်တာတွေကကျမကြီးကိုညံ့သွားစေတယ်ပေါ့။ဟောထိုင်ပြီးတခုခုမှစိတ်နစ်ပြီးဟိုရှင်ပြောရရင်စီးသွားကြရင်တော့အောက်ထားတာဝမ်းသွားကြရင်တော့အောက်ထားပြီးတော့တခုခုကိုပဲဇွဲနှပဲကြီးစွာနဲ့လုံနေရတယ်စီးဝမ်းသွေးလေးမမှန်တာတွေလေကောင်းဖြစ်လာတာတွေကျမကြီးနဲ့ပတ်သက်ပြီးအခြား side effect တွေဖြစ်လာတာတွေအဲဒီလိုမျိုးတွေကိုဖြစ်တတ်တယ်လို့အချို့ဆိုအစာအသောက်တွေကိုနှမျောပြီး အာဒါမနက်ဖြန်ဆို expiry ဖြစ်တော့မှဒါငါစားလိုက်တော့မယ်ဆိုပြီးတော့စားပြစ်ပြလိုက်တာမျိုးဒါနှစ်မျိုးစရာကြီးညနေဆိုတိုးလိုက်တော့မှတိုးတော့မယ်ဟာကြီးငါစားပလိုက်တော့မယ်အဲခလေးတွေကိုထမင်းခွန်းတဲ့ကကြာလဲပိုတဲ့ထမင်းတွေကိုဟာတမျိုးစရာကြီးငါစားပလိုက်တော့မယ်အဲ့လိုစားလိုက်ရာကနေဟိုလိုအပ်တဲ့ကယ်လိုရီတက်ပိုစားမိပြီးတော့ကျွန်တော်တို့ကျန်းမာရေးနဲ့ပတ်သက်ပြီးအဝါလွန်လာတာတွေလည်းဖြစ်လာနိုင်တယ်ဒီအချက်လေးတွေလည်းသတိထားဖို့လိုတယ်ဘဝအောင်မြင်မှုနဲ့ပတ်သက်ရင်တော့ဒီဇာတာရှင်တွေဟာ မိဘတွေရဲ့တုံတဲ့ဆုံးမမှုကောင်းတယ်သူတို့လည်းအတွေးအခေါ်မှန်ပြီးတော့စာဖတ်ဝါနာပါလို့လမ်းကြောင်းမှန်တဲ့လူတွေဖြစ်သွားတယ်ဆိုရင်အသက်ကြီးပိုင်းမှာမိဘတွေအတွက်စိတ်ပူစရာမလိုတဲ့ကလေးတွေစိတ်ချရတဲ့လူတွေတကယ်တော်တဲ့ကလေးမျိုးတွေဖြစ်လာနိုင်တယ်လို့အရွယ်ရောက်တဲ့အချိန်မှာဆိုရင်လည်းအော်မိသားစုတစုလုပ်ငန်းတစ်ခုကိုဟန်တယ်လုပ်နိုင်တဲ့တေချာထိ ंछ ုတ်ကင်တွင်နိုင်တဲ့လူမျိုးတွေဖြစ်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ချမ်းသာမှုအတိုင်းအတာတွေကတော့သူတို့ရဲ့အမွေးတဲ့အချိန်တွေ မွေးတဲ့နေရာတွေပေါ်မူတည်ပြီးကွာခြားချက်ရှိတယ်ဆိုရင်ပဲဘာပဲဖြစ်ဖြစ်တော့မကြောင်းမကြမတောင်းမတပဲနေရနိုင်တဲ့အတိုင်းအတာတစ်ခုဒီကန်ကပေးတယ်အဲ့တော့တိုက်၃လေးလုံးပိုင်ပါလားကား၄၅စီးပိုင်ပါလားဘန်ထဲမှာငွေသိမ်းတဲ့ချီတောင်းတဲ့ချီထည့်ထားနိုင်ပါလားเนาะအဲ့တော့ဒါတွေကကြတော့ကိုယ့်ရဲ့လောက်ရေကန်ရေပေါ်ကိုယ့်ရဲ့မူလဖွားစားတာရဲ့ကန်အကျိုးပေးမြင့်မားမှုပေါ်မူတည်ပြီးတော့ကွာခြားချက်တော့ရှိမှာပေါ့လေ ဒါပေမဲ့မဆိုးကြဘူးအင်္ဂါတိုက်ဖွားတွေကဒီဘက်ခက်ကိုကျွန်တော်ကြိုက်တယ်ဆိုတာပေါ့သူ့တည်တနာလုတ်တဲ့နေရာမှာတိတ်တော်သလိုနေဘယ်တစ်ခုကိုထိုးဖောက်တဲ့နေရာမှာတိတ်တော်သလိုစုံဦးတီတွေလုပ်ငန်းတွေမှာလည်းတိတ်တော်တဲ့လူတွေဖြစ်နေကြတာကြောင့်ဒီရက်ကိုကျွန်တော်ကအင်္ဂါတိုက်ဖွားတွေကိုကြိုက်ပါတယ်ဒီလောက်ဆောင်တော်သဘောပေါက်မယ်ထင်ပါတယ်အင်္ဂါတိုက်ဖွားတွေအားလုံးအဆင်ပြေကြပါစေကံကောင်းကြပါစေဘဝအောင်မြင်မှုတွေဘဝနေဝင်ခြင်းတွေမှာလည်းပျော်ရွှင်မှုတွေရနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ